တီဟာဦးလို့ကောင်းလေးလိုချင်တယ်လို့သူချစ်သူကိုစားနောက်လိုက်တဲ့တီပရိသတ်ကြီး မင်းဒီကတော့အရင်ထက်ပိုလှလာကအခုဆိုရင်ရုပ်ရှင်ဇလန်တွဲတွေကိုတော့မှတရုပ်ဆောင်တော့မှဖြစ်ပါရင်ဒီဟာသူကောင်လေးချာလေးနဲ့ဇလန်တွဲလေးတွေကိုကြည့်ပြီးတရုပ်ဆောင်ပုံတွေကိုအားကြနေတာဖြစ်ပါရင်သူတို့တွဲလေးကတော့လူတိုင်းအားကြရပြီးပေါင်းသွင်းနေကြမှာ for you တဲ့ဆက်ဆံရေးရှိကြသူတွေပါဒီဟာအခုဆိုရင်တော့မော်ရယ်တရုပ်ဆောင်ကနေတရုပ်ဆောင်ဘက်ကိုကူးပြောင်းလာခဲ့ပြီးမတူညီတဲ့ challenge တွေကိုလှုပ်ဆောင်ခဲ့သူပါသူမရဲ့ချစ်သူချာလေးရဲ့အမုန်းမြစ်ဇလန်တွဲကိုကြည့်ကချစ်သူရဲ့အောင်မြင်မှုကိုလည်းဂုဏ်ယူနေတာဖြစ်ပါရင် ဒီဟာမကြခင်နင်းစီစုဇလန်တွဲမှာပါဝင်တရုတ်ဆောင်တော်မှာဖြစ်ပြီးပရိသတ်တွေကလည်းမတူညီတဲ့သူမရဲ့တရုတ်ဆောင်ပုံတွေနဲ့အိုက်တင်လေးတွေကိုတွေ့ရတော့မှာပါ ။သူမတယောက်ဆောင်ကန်းလဲလာတော့ကိုသူမချစ်သူချာလီကိုမေးပြီးတော့နှခါတိုင်ပင်ဆရာမလို့ပဲကိုမလှုပ်ခိုင်းခဲ့တာပါ။ချာလီနဲ့သူမတို့ဟာဆယ်နှစ်ကျော်ပြီဖြစ်ပေမဲ့အတူတွားအတူလာအများသိကြတဲ့လိုက်ဖက်တဲ့ဆုံတွဲဖြစ်နေတာပါ။ချာလီကိုလည်းစိုးတူကောင်းပဲအရှာရာတိုင်ပင်နေကြဖြစ်တော့သူမရဲ့နုပညာလုပ်ကိုလည်းတောင်းမြင်ဖြစ်ခဲ့တယ်လို့ဆိုပါရည်။အမုံမြတ်တဲ့ကတရားဥက္ကိုသဘောကျပြီးသူ့လိုကောင်းလေးမျိုးကိုလိုချင်တယ်လို့စောင့်နောက်ခဲ့ပါသေးတယ်။ ဒီကတော့ချစ်သူလေးကိုစားနောက်ပြီးအင်တာဗျူးဖြစ်ရင်သူတို့ရဲ့နောင်ရည်ကိုလေးတေချာလေးစူးစမ်းတိုင်ပင်ပြီးအားလုံးကိုချပြပါပါလို့ပြောပြခဲ့တာဖြစ်ပါရီ။ချာလီကချစ်တော်ချစ်တဲ့ထုတ်ပေါ်မပြတတ်ဘူးချစ်တာကျင်းတော်တူပါရီ။ဇလန်တွဲရီထဲမှာအဝတ်တောင်မှရှော့ပေးလိုက်သေးတယ်။ဘလောက်ကောင်းလေးဆိုပြီးတော့အင်တာဗျူးတစ်လျှောက်လုံးစားနောက်နေခဲ့တာပါ။ချာလီကလည်းတရုပ်ဆောင်ဘုံတွေကိုသိမ့်မတင်ပေးဖြစ်ဘူး။ဒီရဲ့ character man ကဘာလေးဆိုတာသိချင်တဲ့အတွက်ဒီကဒီကမှဘလို့လေးတရုပ်ဆောင်မေဆိုတာကိုမြင်ချင်တာပါလို့ပြောပြခဲ့တာဖြစ်ပါရီ။အရာရာတိုင်ပင်ပြီးတော့စိတ်ကောင်း ရှိကြတဲ့သူတို့နှစ်ယောက်ကိုလည်းစကားအတူရိုက်ကူးဖို့တိုက်တွန်းနေကြပြီးဒီကအခုမှစတာဆိုတော့သူတို့နှစ်ယောက်ရဲ့ခေါင်းဆောင်မင်းသားမင်းသမီးစကားကတော့စောင့်မျှော်ပေးကြပါလို့ပြောခဲ့ကြတာဖြစ်ပါတယ်။ရှူတင်ဆိုရင်တူတူသွားပြီးတော့ဒီဟာချာလီရဲ့တရုတ်ဆောင်ဘုတွေနဲ့အခြားသောအနုပညာရှင်မောင်နှမတွေရဲ့တရုတ်ဆောင်ဘုတွေကိုလေ့လာပြီးတော့ပြန်လို့ဖြစ်တယ်လို့ပြောပြခဲ့တာဖြစ်ပါတယ်။ဒီဟာမစ္စလောကကိုခံဖက်ပြန်လာဖို့မရှိတော့သလိုအနုပညာလင်းချောက်ကိုစပြီးအနုပညာရှင်မင်းသမီးဖြစ်နေနေဖို့ဆုံးဖြတ်ထားပါတယ်။ အခုခေတ်ကမစ်စထရီကိုလည်းနေရာပေးလာပြီးဖြစ်တာမလို့အစွမ်းရှိသလောက်စူးစမ်းကြည့်ခြင်းနဲ့ကိုပဲထိသွားနိုင်မလဲအဲ့လိုစိန်ခေါ်မှုတွေကိုလည်း challenge ခေါ်ခြင်းနဲ့လို့ပြောပြခဲ့တာဖြစ်ပါတယ်။ဒီဟာမစ်လောကမှာခေတ်သူမဟုတ်ဘူးဆိုတော့အခုလိုအမှုပညာလောကမှာလည်းနေရာတစ်ခုတန်းဝင်မယ်လို့လည်းချာလီကပြောပြထားပါတယ်။ဒီကလည်းမုံမြင့်စကားကိုမလွတ်တမ်းကြည့်ပြီးတော့စကားတွေကခက်ခက်မှနဲ့တရားဥကိုသဘောကျနေတာဖြစ်ပါတယ်။ချာလီယာပြင်မှာခက်ခက်မှာကိုချစ်တယ်လို့တီဟာဦးပုံစံနဲ့ချစ်ရင်လေအနိုင်ကျပြင်မှာအယန်းကိုမှလိုလိုက်တော့ဆိုပြီးတော့ဟာတာလေးတွေပြောပြခဲ့တာဖြစ် ်ပါတယ်။စကားပြောပြပြပြီးတော့ဖြောင်းမဲ့တဲ့ရေချင်းတွေကြောင့်ဒီရဲ့တရုတ်ဆောင်ပုံတွေနဲ့အမှုပညာတဲလဲနေကိုလေချစ်တဲ့ပရိသတ်တွေကစောင့်မျှော်နေကြပါပြီနော်။မကြခင်မှာလေနေစီစုဇလန်တွေထွက်ရှိရင်လေပရိသတ်ချစ်တော်ဒီလေးကိုအားပေးကြဖို့တွေပြောကြပါတယ်။ဒီတော့ပရိသတ်ကြီးအောင်မြင်နေတဲ့ Miss D ကတော့တရုတ်ဆောင်ဒီအဖြစ်ပြောင်းလဲမှုပေါ်မှာမှတ်ချက်လေးတွေကိုလေပြောခဲ့ပေးပါအောင်ရှင်။အားပေးနာဆင်ခဲ့ကြတဲ့တွေအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလေစိတ်ဝင်စားစရာကောင်းတဲ့ဆယ်ရီဒီအမှုပညာရှင်တွေရဲ့အသင်းတွေတူပြန်လာခဲ့ပါအောင်မယ်ရှင်။ဒီနေ့ရောလောင်းတဲ့ဘေးနှုတ်ဆက်ခဲ့ကြပါတယ်။